အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ပေါ့နော်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ညနေမှာဒါကျွန်တော်တို့ကျွန်တော်လဲလဲရှင်မှာဒါအိမ်ပေါ်မှာ father နဲ့မှာတော့ရုပ်ရှင်ကြည့်နေတယ်တော့မထူးဆိုပြီးကျွန်တော်အောက်ဆဲနေတဲ့အချိန်မှာဒါကျွန်တော်ဗီဒီယိုရည်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အစိမ်မကောင်းတဲ့သတင်းတွေပဲဒါကျွန်တော်ဒီနေ့ညမှာစတင်နေတယ်ပေါ့နော်အဲ့ဒါကြောင့်တည်ကြရတယ်မြေလက်ရှိမှာကျွန်တော်တို့ပရီးမီးယားလိဂါလာမယ့်ဒါကျွန်တော်တို့ ရတတပတ်မှာတော့ဒါကျွန်တော်တို့ကစားသမားကောင်းတွေကိုဆိုရှယ်အပ်ဖို့အတွက်တဖြည်းဖြည်းနဲ့နှီးစပ်လာခဲ့တယ်ပေါ့နော်အဲလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာစီးရီးအသင်းကနေကေဗင်ဒဘရိုင်းနာကလာမယ့်ရာဒီမှာထွက်တော်မယ်ဒီပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါလက်ရှိမှာဒါကျွန်တော်တို့တန်းဆင်းသွားတဲ့အပြင်ကိုဒါကျွန်တော်လက်ရှိမှာကစားသမားတယောက်ကပါ73နှစ်ကြာကာလပြီးတဲ့အချိန်မှာတော့ဒါကျွန်တော်ဂျီမီဗာဒီတယောက်ကတော့ Leicester City အသင်းကိုထွက်ခွာတော့မှဖြစ်ပါတယ်။အဲ့တော့ ပြောမစွင်ဂျီမီဗာဒီကလက်ရှိဒါကျွန်တော်နောက်ဆုံးပရီးမီးယားလိရခဲ့တဲ့နောက်ဆုံးကစားသမားတစ်ယောက်ဖြစ်ပြီးအခုလက်ရှိမှာကစားသမားတိုင်းကတော့ဒါကျွန်တော်အသင်းကနေထွက်ခွာသွားခဲ့ဖြစ်ပါတယ်အဲ့တော့ဒါဂျီမီဗာဒီနေနဲ့ဒါကျွန်တော်အသင်းကနေပြီးတော့ထွက်ခွာဖို့အတွက်အချိန်ချင်းဒါကျွန်တော်နာမည်တွေထွက်ခဲ့ပေမဲ့ဒါတန်းစင်းသွားတဲ့အချိန်ကြီးလေဂျီမီဗာဒီတယောက်ဒါကျွန်တော်အသင်းနဲ့တူဒါနောက်ဆုံးအချိန်ကြီးတူတူနေပြီးခဲ့တယ် ်ဒါပေမဲ့လက်ရှိမှာဒါကမကောင်းစွာနဲ့ပဲဒီနှစ်မှာတန်းပြန်ဆင်းသွားခဲ့ပြီးတော့ဂျီမီဗာဒီနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူကနေပြီးတော့လက်ရှိမှာဒါမှန်ချေဦးဆိုလက်စတာစီးတီးရဲ့ဒါတရားဝင်ရှိသူတွေအနေနဲ့ဒါကျွန်တော်တို့လက်စတာစီးတီးကိုဒီထက်ပို့ပြီးတော့အများကြီးပိုကောင်းအောင်လုပ်တဲ့နေဆိုတဲ့ပုံစံမျိုးပါသူကအကြီးအကျယ်ဝေဖန်ခဲ့တာကိုတွေ့ရမှာပေါ့နော်အဲ့တော့ပြောချင်တာကဒါဒီလိုမျိုးဝေဖန်ခဲ့ကျွန်တော်ထင်ပါတယ်သူဒီလိုဒါသူ့အနေနဲ့သူ့ရဲ့ Instagram မှာသူကပြောပြပြီးသူ့အနေနဲ့ဒါတန်းဆင်းသွားတဲ့နေမှာနေမယ် ဒါကြီးอ่ะပေါ့เนาะတို့ရဲ့အသင်ကလုံးဝဒါစက်ကတ်တစ်ခုလိုပဲလုံးဝဒါဖြစ်ချင်တိုင်းနေဖြစ်ပြီးလုံးချင်တိုင်းနေလုံးနေတဲ့အသင်ဖြစ်သွားခဲ့ပြီဒီတော့လည်းကျွန်တော်ပြိသက်တွေကိုအများကြီးတောင်းပန်နေဆွဲစကားလုံးကိုသူရေးသွားတယ်ပြောချင်တာကတော့ဟိုနာဘာလို့ပဲပြိသက်တွေကိုဒါကျွန်တော်တို့အတိပေးခဲ့တဲ့ပုံစံမျိုးပုံစံမျိုးသူရေးခဲ့တဲ့သဘောမှရှိတယ်ပေါ့အဲ့တော့မြည်သောမင်ဆိုစီကမူဂျမီဗာဒီကဒါကျွန်တော်ပရီးမီးယားလိလေဂျန်တွေတဲ့တယောက်ဖြစ်တယ်လုံးဝဒါကျွန်တော်တို့ဟိုကြီးမားကောင်းတဲ့ကစားသမားတစ်ယောက်ပေါ့နော်အသက်28နှစ်အရွယ်မှဒါကျွန်တော်တကယ်ကိုပရီးမီးယားလိကိုရောက်လာပြီးတော့ချောက်ကမန်လီလီချီစွမ်းနေပြခဲ့တယ်ဒါကျွန်တော်တို့ဒါလက်ဆက်စီနဲ့သူအနေနဲ့အတက်ကြပါ ေါင်းများစွာကိုဒါလုတ်ပြခဲ့တယ်။ဒါဘဝဆိုတာဘာလဲဆိုသူ့အနေနဲ့ပြသခဲ့တယ်။ဒီညမှာတော့ခုနကပြောသူပဲစူးစားတိုင်းမရဘူး။တခါခါကြိုက်လေခုနကပြောသူပဲအသက်ကြီးမှဖြစ်ထွန်းနေဆိုတာလေဂျီမီဗာဒီပြတယ်။အဲ့တော့ဂျီမီဗာဒီကလည်းကျွန်တော်မျက်စိဒီနားထဲမှာဒါအခုချိန်ဒီဆွဲနေတဲ့အရာတစ်ခုပြောပါ It's 11 is heaven is Jimmy Vardy ဘောနော်ပြောရမယ်ဆိုတာသူ့အနေနဲ့ဒါ7ပွဲဆက်7ဂိုးသွင်းပြီးတော့ဒါကျွန်တော်တို့7ပွဲဆက်ဂိုးသွင်းတယ်ဗော7ဂိုးသွင်းတယ်ဗော7ပွဲဆက်ဒါကျွန်တော်ပရီးမီယာလိမှာဂိုးသွင်းပြီးတော့ဒါစာချုပ်တွေပါချိုးပြခဲ့တယ်။အဲ့တော့ Leicester City နဲ့ဒါကျွန်တော်လုံးဝမမိနိုင်ခဲ့တဲ့ Premier League ကိုသူယူသွားခဲ့တယ်။အမှန်တကယ်ပြောကျွန်တော်တို့ကျွန်တော်တို့ဆိုအမှန်တကယ်ပြောကျေးဇူးပါတယ်တော်တော်လေးကိုဒါကျွန်တော်တို့ Pastelli ရတာတော်တော်လေးကို ဒင်းနေလီစိတ်ချမှာတမျိုးပြောအောင်ဆိုချင်တဲ့ကစားသမားတွေပါ။အဲဆိုသူစပါးနဲ့တွေ့ရင်စပါးအောင်မြင်တဲ့သူနှိမ့်တယ်ဗော။နောက်ဆုံးချိန်ဒါဒီတန်းပြတ်တက်လာချိန်မှာသူနေတာစပါးဒါကျွန်တော်အိမ်ကမှသူတို့နိုင်ခဲ့တယ်။ဒီက Roof Venice Right နဲ့ဒါကျွန်တော်သူ့ရဲ့ဒါဒီဒီပြတောက်လျှောက် လုတ်ခဲ့တဲ့အချိန်မှာသူနိုင်ခဲ့တာတပွဲပဲရှိတယ်။အဲ့ဒါကဒါကျွန်တော်စပါးသင်းကိုနိုင်ခဲ့အဲ့ဒီပွဲစဉ်မှာအဲ့ဒါမမေရသူက Champion League Premier League လုံးရှိတယ်ဗော။အတော့အမှန်နဲ့မျိုးမဆိုရင် Jimmy Vardy လို Legend တရားအသင်းကနေထွက်သွားတာဒါကျွန်တော်နှမျိုးတာဆိုပေမဲ့ဒါပေမဲ့ဒီလိုဘဲမျိုးတွေကျွန်တော်နည်းနည်းတော့ချင်တယ်။ဟောဆိုကို့အသင်းနဲ့ဘာမှမလုပ်ဘူး။အဲ့ဒါပေမဲ့ပြန်ဆက်စမ်းကြည့်ကို့နဲ့မှမဟုတ်ပါဘူး။ဒီဘဲကဒါအသင်းနိုင်တဲ့ beef ရှိတဲ့ဘဲပေါ့နော်။ဒါခုန ော့ဘယ်လိုလဲဒါတိလောက်ကဝူဖန်နေဆိုလဲဒါဂျင်ဘာဒီကိုတအားမုန်းတယ်ဘာလို့လဲမမေရဝူဖန်နေအနေနဲ့ဒါဂျင်ဘီဘာဒီကိုဒါကျွန်တော်တိလောက်ကသူရဲ့ဒါအလံတွေကိုဘာလို့ကျွန်တော်ဒါဟိုချိုးပစ်ခဲ့ပြီးအောင်မွဲခိုင်တဲ့ဒီလိုအဲ့တော့ဂျင်ဘီဘာဒီကပြောမှဆိုတာပြည်သက်တွေကြမှာတချို့ကြလဲချင်ရတယ်တချို့ကြရတာပဲအဲ့တော့ကိုရဲ့နည်းတော့ကျွန်တော်အင်တာနက်ဖြစ်တဲ့တည်းမှာပါတော့ကျွန်တော်လက်မှတ်နိုင်ပြောမှဆိုတာဒီဘဲကိုဒါ goal scoring technique အရင်သဘောကြတယ်ပဲဒီဘဲကိုတော့မှတ်နိုင်ပြောတော်တော်လေးကိုဒါ ှင်းတဲ့နေရာမှာကိုယ်လည်းပါတယ်ဘာလို့လဲဘယ်လိုပြောဒါကျွန်တော်ဆွဲတဲ့ကစားသမားတယောက်တောင်းတယ်မချင်သိပါတယ်သိတယ်ဆိုတော့ဒါဂျင်းဗာတွေကိုယ်ကသိပ်ပြီးတော့သဘောမကျတဲ့နေရာမှာပါတယ်ဒါပေမဲ့ဘလူးပဲပြောပြောဒါ legend of the game က legend of the dream ဗရမလုံးဝအောင် shit house လုပ်နေတဲ့နေရာမှာသူ့လောက်လုပ်နေတဲ့လူဘယ်သူမှမရှိဘူးခင်ဗျာသူ့လောက်လူအဲ့ဘကုလာကသူ့အနေနဲ့အောင်မြင်တယ်လို့ပြောလဲအဲ့ဒါခုနကတကယ်လည်းဟုတ်ပါတယ်ဒါ premier league ကိုဒါတကယ်လည်းပြဿနာကြီးမယ်ဆိုရင်တော့ဒါလက်ရှိမှာဂျင်းဗာတွေတယောက်ဒါ စပါးတဲ့ဆိုပြီးယူသွားနိုင်ခဲ့တာကိုတွေ့ရမယ်တော့ပေါ့နော်သူတို့နေတန်းလဲပြတ်တက်လာခဲ့တယ်ဒါပေမဲ့ချင်းဗာရီဒီညမှာတိမဲ့ပြီးတော့မှသူများရဲ့အသင်းကိုထားသွားတဲ့ချိန်မှာသူနဲ့လုံးဝအသင်းကိုမထားသွားဘင်းနဲ့ဒါလုံးဝလုပြခဲ့တဲ့တည်းမှာပါတယ်ပေါ့နော်ဘယ်လိုပြောတာကျွန်တော်တို့အဲချီချူအောင်ပါပဲချင်းဗာရီဒါလွာဒီဒါတကယ်ကိုဘယ်လိုပြောတာအသင်းနဲ့တူတာကျွန်တော်အကောင်းဆုံးနောက်ဆုံးချိန်ကြီးစူးစမ်းခဲ့တယ်သူတို့နောက်ဆုံးအချိန်မှာတော့မှအသင်းကဘယ်လိုချိန်ကြီးရှိတယ်ဆိုတော့ပြည်သက်တွေကိုပြပြပြီးတော့သူတို့သူ့အနေနဲ့ဒါအကြီးမားဆုံးသူနဲ့တောင်းပန်မှုတစ်ခုပြောအဲ့ဒါဒါပေမဲ့လက်ရှိမှာလက်စတာစီတီနဲ့ဂျီမီဗာရီကတော့တရားဝင်နှုတ်ဆက်ထွက်ခွာခဲ့ပြီးတော့ဒါကျွန်တော်တို့ ဘယ်အသင်းကိုပြောမလဲမသိလက်ရှိမှာဒါအနာကြီးဘူးလဲအတန်ကြီးကြားနေခဲ့ပြီမဲ့လက်ရှိမှာတချို့သောကောလာဟာလာဒီမှာလေဒါအသင်းပြောင်းမယ်ဆိုတဲ့တဲ့င်းတွေလည်းထွက်ပေါ်ဒါပေမဲ့သူ့အသက်ရွယ်နဲ့ကျွန်တော်တို့အနာယူသင်ပြီလို့မြင်တယ်တလောက်ပါပဲ ဘလုံးပဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆံပေါင်းကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖူပမီကြပါလိမ့်မယ်။အောက်က comment အနေနဲ့မလဲ youth sport media 3.0နဲ့ TV4 တို့ link တွေကိုထည့်ပေးထားခြင်းဆိုတော့ကျွန်တော်ကြည့်လို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပဲကျွန်တော်အားပေးလိုက်ရရ။မြန်မာလက်ကလစ်ဖူပမီကြပါနဲ့။အောက်က comment အနေနဲ့မလဲ youth sport media 3.0နဲ့ TV4 တို့ link တွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်ပဲဆောက်ကူညီလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပဲကျွန်တော်အားပေးလိုက်ရရ။မြန်မာလက်ကလစ်ဖူပမီကြပါနဲ့။မြန်မာလက်ကလစ်ဖူအမြင်နာဖြစ်ပါတယ်။အားလုံး ုံးကျွတ်တူပါတယ်ကျွန်တော်နောက်မှ ECU ကြတာပေါ့ဒေဖာဗျ